လူတွေကဘုရားကိုကိုးကွယ်အမျိုးမျိုးမရှိဘူးလားတချို့ဘုရားကိုးကွယ်တာဘယ်လိုရည်ရွယ်ချက်နဲ့ကိုးကွယ်တာလို့ဆိုလက်ကောင်းအောင်လို့ကိုးကွယ်တာအဲ့ဒါနှစ်နှစ်ကာလယုံကြည်တာမဟုတ်ဘူးဒီဘုရားကိုးကွယ်လို့ရှိရင်ထီပေါက်မယ်ချဲပေါက်မယ်စီးပွားတက်တယ်ဆိုတဲ့အနေနဲ့ကိုးကွယ်တာမရှိဘူးလားအဲ့လိုမျိုးတွေဒါကြောင့်မလို့အမေနေ့ကိုင်းနံကိုင်းတွေပါလေဒေရင်ဆရာစီမေးပြီးတော့ ဘယ်ဘယ်နေသားဆိုရင်ဘာအသားကိုယ်ဝယ်ရမယ်ဆိုပြီးတော့အဲ့ဒါမျိုးထူမှားပြီးတော့ကိုယ်ဝယ်ရတယ်စင်စည်းမြင်းရံတယ်ဆိုပြီးစင်စည်းမြင်းရံရုပ်ပွားကိုယ်ဝယ်တာအဲ့ဒါတော့အတိညာဉ်နဲ့ကိုယ်ဝယ်တာလို့ဆိုနိုင်ပါမလားသို့တော့အဲ့ဒါမျိုးကိုယ်ဝယ်တဲ့လူတွေရောမရှိဘူးလားအဲ့ဒါအဝိစ္စပတာရာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဒီစုံတစ်ခုလိုချင်နေလို့ဒီဘဝရဲ့အကျိုးရှိရာအကျိုးရှိချောင်းယုံကြည်ချက်အတိညာဉ်မဲ့တဲ့ ปัญญาแม่ตระหนเราขอแล้วก็เนาะ